တနစ်တာတမချန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖက်ရန်တမချန်းစာမှာဓမ္မရာဇဝင် ပထမဆောင် အခန်းကြီး14မှ16အထိဖြစ်ပါတယ်။ဓမ္မရာဇဝင် ပထမဆောင် အခန်းကြီး14ယောနသန်ဤစုံစားခံတနေ့တနိုင်ရှောလူဤတာယောနသန်သည် ခမဲတော်ထံ၌အခွင့်မပန်ပဲ။ လက်နက်ဆောင်လူလင်ကိုခေါ်၍တဖက်၌နေသောဖိလိတိတပ်သို့တွားကြကုန်အံဟုဆိုလေ၏။ရှောလူသည်ဂီဘာမျိုးစွန်းမိကြုံရွာရေမုံကြောက်ဆောင်နာမှနေ၍အထံတော်၌လူ600ခန့်မြရှိ၏။တင်တိုင်းဝွေ၍ရှီလောမျိုး၌ထာဝရဖရာ၏ယိပရိုဟိတ်ဖြစ်တော်သူအီလီနေဖိမဟတုမှဆင်းသက်သောဤခဘိုလ်၏အကိုအဟီတုတ်၏တာဟီယာလည်းရှိ၏။ ယောနသန်သွားကြောင်းကိုလူများမသိကြယောနသန်သည်ဖိလိတိတပ်သို့သွားဆန်းသောလမ်းကြားမှာတစ်ဖက်တစ်ချက်၌ကြောက်ငူရှိ၏ကြောက်ငူတစ်ခုသည်ဘောဆက်တစ်ခုသည်တေနေအမိရှိ၏တစ်ခုကမြောက်ဖက်၌မိမ့်မတ်မျိုးတို့၎င်းတစ်ခုကတောင်ဘက်၌ဂိဘာမျိုးတို့၎င်းမျက်နှာပြူသည်ယောနသန်က ။ဒရေဖျားလိချင်းကိုမခံတော့တက်သားတို့စီတို့သွားကြကုန်အံ့။ထာဝရဖျားသည်ငါတို့အမှုကိုစောင့်ကောင်းစောင့်တော်မူလိမ့်မည်။လူများတော်၎င်း၊နေတော်၎င်း၊ထာဝရဖျားကဲ့တင်တော်မူခြင်းကို အစိတားမရှိနိုင်ဟုလက်နက်ဆောင်လူလင်အားပြောဆိုလျင်လူလင်ကစိတ်တော်ရှိသည့်အတိုင်းပြုပါ။လှဲ့သွားပါ။အလိုတော်ရှိသည့်အတိုင်းကျွန်တော်လိုက်ပါမည်ဟုပြန်ပြောတော့ ယောနသန်ကထိုလူတို့စီတို့တွား၍ကိုကိုပြကြကုန်အံ့သူတို့ကနေကြငါတို့လာမည်ဟုဆိုလျင်သူတို့စီတို့မတော်ဘဲနေကြမည်သူမဟုတ်လာကြဟုဆိုလျင်တွားကြမည်ထာဝရဖျားသည်သူတို့ကိုငါတို့လက်တို့အပ်တော်မူ၏ထို့သောပုပ်ပနမိတ်ရှိရ၏ဟုဆိုသည်နှင့်အညီနှစ်ယောက်တို့သည် ထိလိတိတတာတို့အားကိုကိုပြတော်ခါထိလိတိလူတို့ကဟေပြဲလူတို့သည်ပုံဆောင်ရာတွင်내ကထွက်လာပါသည်တကားဟုဆိုလျက်တတာတို့ကလာကြတစုံတစ်ခုကိုပြမည်ဟုယောနသန်နှင့်လက်နက်ဆောင်လူလင်အားဆိုလျက်ယောနသန်ကနောက်နောက်သို့လိုက်လော့ထာဝရဖျားသည်သူတို့ကိုဣတရီလာလူတို့လက်သို့အတော်မူပြီးဟုလူလင်အားဆိုသဖြင့် လေးဘက်တွားလျက်တက်၍လူလင်လဲလိုက်၏ယောနသန်ရှိမှဖိလိတိလူတို့သည်လဲ၍လူလင်သည် သူတခင်နောက်မှလုံးကြံလေ၏ယောနသန်နှင့်လူလင်ပြုသော ပထမလုံးကြံခြင်းအဖြစ်နွားတရှင်းထုံနိုင်သော မြေကွက်အတွင်းတွင် လူ20ခန့်မြတ်တည်ကြ၏စစ်သူရဲများလေလုံးသူများအခြားသူများအပေါင်းတို့သည်တတားများ လူယူသောသူများနှင့်တကွတုံလုံးကြ၍အလွန်ကြီးသောတုံလုံးချင်းရှိ၏ခိလိတိအမျိုးသားတို့အေးနှိမ်ခြင်းဘေးရမိန်ခရိုင်ဂိဘာမျိုး၌ရှောလူဤကင်းဆောင်လို့သည် ကြည့်ရှုသောအခါခိလိတိလူ အလုံးရင်းသည် ရော၍တယောက်ကိုတယောက်ထိုးရိုက်လျက်သွားကြ၏ရှောလူကလည်းအဖေသူထွက်သွားသည်ကိုသိခြင်းကလူများကိုရေတွက်ကြလောဟု အထံတော်၌ရှိသောသူတို့အားစီရင်သည့်အတိုင်းရည်တွယ်၍ယောနသန်နှင့်သူ၏လက်နက်ဆောင်လူလင်မရှိ ထိုကာလအခါဖျားသခင်ဤတစ်တာတော်သည်ဣတရီလအမျိုးသားတို့၌ရှိသည်ဖြစ်၍ရှောလူကဖျားသခင်ဤတစ်တာတော်ကိုယူခဲ့ပါဟု အဟိယအားဆို၏ရှောလူသည်ယေဘရောဟိနှင့် စကားပြောစဉ်တွင်ဖိလိတိတ၌အုပ်အုပ်ကျက်ကျက်သောအတန်တိုးပွားသောကြောင့် ရှောလူကနေဦးရောဟုယစ်ပရောဟိတ်အားစုသဖြင့်မိမိနှင့်လူပေါင်းတို့သည်တယောက်ကိုတယောက်နှူးဆော်လျက်စစ်ချီ၍ရောက်သောအခါထိလိတိလူတို့သည်တယောက်ကိုတယောက်ခုတ်သဖြင့်အလွန်တက်ပြက်လေ၏အထက်ကလာ၌ဖိလိတိလူတို့ဘက်မှနေ၍အရရတို့ကတက်သူလိုက်လာသော ဟေပြဲလူတို့သည်လည်းရှောလူနှင့်ယောနသန်၌ပါသောဣတရေလလူတို့ဘက်သို့ဝင်ကြ၏ ်အေဖရိန်တောင်၌ပုန်းရှောင်၍နေသောဣတရီလလူပေါင်းတို့သည်လည်းဖိလိတိလူပေးကြောင်းကို ကြားသောအခါစစ်ချီ၍ကြက်ကြက်လိုက်ကြ၏ထိုတို့ထာဝရဖျားသည်ဣတရီလအမျိုးကိုထိုနေ့၌ကဲတင်တော်မူသဖြင့်စစ်မှုသည်ဘေတဝင်မျိုးတို့လွန်သွားလေ၏စစ်ပွဲပြီးခါစား၌ဖြစ်ပျက်သောအဖြစ်ပြက်များထိုနေ့၌ ဤတေလလူတို့သည်ဆင်းရဲခံရကြ၏အကြောင်းမူကားရှောလူကငါသည်ငါရန်သူတို့၌ငါစိတ်ပြေမည်အကြောင်းညှဉ်းဦးချိန်မရောက်မီအစာစားသောသူတိုင်းချိန်ဆအပ်စေဟု လူတို့အားအချိန်ပေးသောကြောင့်အဘယ်သူမျှအစာမစားရ လူပေါင်းတို့သည်မြေပေါ်၌ပြားရည်ရှိရာတောသို့ရောက်သည်ဖြင့်တောထဲသို့ဝင်သောအခါပြားရည်ဆက်ဆက်ကြလျက်ရှိတော်လေ အချိန်တော်ကို ကြောက်တော့ကြောက်အဖေသူမြမိမိလက်ကိုမိမိပစက်နိုင်မထက်တို့ရရင် ခမဲတော်သည်လူများတို့အားအချိန်ပေးသည်ကိုရောနှစ်တန်မကြတော့ကြောက်မိမိကင်တော်လှန်တပြားကို ပြားကားပို့နိုင်နှိမ့်၍မိမိလက်နှင့်ယူစားသည်ဖြင့်မျက်စိကြည်လင်လေ၏ခမဲတော်ကယနေ့အစာစားတော်သူတိုင်းချိန်စဲအပ်စီဟု လူများတို့အားကြက်ကြက်အချိန်ပေးတော်မူပြီဟု လူတယောက်ကြားလျှောက်၏လူတို့သည်လည်းမောလျက်နေကြ၏ယောနာတန်ကလည်းနာအဖသည်ပြည်သားတို့ကိုနှောက်ယှက်လီပြီးဤပြားရီအနှဲငယ်ကိုငါစားသောကြောင့်နာမျက်စိကြည်လင်သည်ကို ကြည်ပါတော့လူများတို့သည်ယနေ့တွေ့မိသောရန်သူ၏ဥစ္စာကို စားခြင်းတိုင်းစားလျင်အဘယ်များလောက်အကျိုးကြီးလိမ့်မည်တကား ဖိလိတိလူတို့ကိုတာ၍လှုပ်ကြံကြလိမ့်မည်တကားဟုဆိုလေ၏ထိုနေ့၌ဖိလိတိလူတို့ကို မိမ့်မတ်မျိုးမှအာဇလုံမျိုးတိုင်အောင်လှုပ်ကြံကြ၏ဣတေလလူတို့သည် အလွန်ပင်ပန်းသဖြင့်ရန်သူ၏ဥစ္စာကို လူယူ၍တိုးနွားနွားတငယ်တို့ကို မြေပေါ်မှတက်ပြီးလျင်အသွေးနှစ်တကွာစားကြ၏ထိုသောလူများတို့သည် အတွေးနှင့်တကွစား၍ထာဝရဘုရားကိုပြစ်မာသည်ဟုရှောလူအားကြားလျှောက်လျင်သင်တို့သည်တစ္ဆာပြကြပြီးကြီးစွာသောကြောက်ကိုငါထံသို့ယနေ့လိမ့်ခဲ့လူများတို့တွင်အရရက်သွား၍လူအသီးသီးမိမိတို့တုံးနှောကိုဤအရက်တို့ယူခဲ့ပြီးလျင်ဤအရက်၌တက်စားကြစီအသွေးနှင့်တကွစား၍ထာဝရဘုရားကိုမပြစ်မာစေနှင့်ဟု မိန့်တော်မူသည့်အတိုင်း လူများတို့သည်အတီးတီးမိမိတို့တိုးနွားကို ထိုညာ၌ယူခဲ၍ထိုအရ၌တက်ကြ၏ရှောလူသည်လည်းသာဝရဖျားဖို့ရစ်ပလင်ကိုတီလေ၏ထိုပလင်ကသာဝရဖျားဖို့တီသော ပထမပလင်ဖြစ်သည်တဖန်ရှောလူကညခါငါတို့သည်ဖိလိတိလူတို့ကိုလိုက်၍တယောက်ကိုမျှမကြံကျွင်းစေပဲမိုးလင်းတီတိုင်အောင်ဖြစ်စည်းကြကုန်အန်ဟုစီရင်၍ လူများတို့ကစိတ်တော်ရှိသည့်အတိုင်းပြုတော်မူပါဟုဝန်ခံကြသောရှစ်ပရောဟိတ်ကဖျားသခင် အထံတော်သို့ ချဉ်ကပ်ကြကုန်အံ့ဟုဆို၍ရှောလူကလည်းအကျွန်ုပ်သည်ဖိလိတိလူတို့ကိုလိုက်ရပါမည်လော သူတို့ကိုဣတရေလလူတို့လက်သို့အတော်မူမည်လောဟုဖျားသခင်ထံအခွင့်ပန်တော်လဲထိုနေ့တွင် ပြန်တော်မမူရှောလူကလည်း လူတို့တွင်အရာရှိအပေါင်းတို့ယနေ့အဖယ်သူဖြစ်မမိသည်ကိုတိမြင့်အံ့သောမှာချင်း၍လာကြလော့ဣတေလအမျိုးကိုကဲတင်သောထာဝရဖရာ အသက်ရှင်တော်မူသည့်အတိုင်းနတ်သားယောနသန်ဖြစ်တော်လဲဆက်ဆက်တည်ရမည်ဟုဆိုသောအဘယ်သူမျှပြန်၍မလျှောက်ဝံ့ရှောလူကလည်းတင်းတို့သည်တစ်ဖက်ငါနှင့်ငါသားယောနသန်သည်တစ်ဖက်နေရကြမည်ဟုဆိုလျင် လူများတို့ကစိတ်တော်ရှိသည့်အတိုင်းပြုတော်မူပါဟုလျှောက်ကြတော်ရှောလူကဖြောင့်မတ်စွာစီရင်တော်မူပါဟုဣတေလအမျိုး၏ဖျားသခင်ထာဝရဖျားအားဆုတောင်းသဖြင့်လူများတို့သည်လွတ်ကြ၍ရှောလူနှင့်ယောနသန်ကိုမှတ်တော်မူ၏ရှောလူကလည်းငါနှင့်ငါသားယောနသန်အဖို့စည်ရည်တံပြုလို့ဟုဆိုသဖြင့်ယောနသန်ကိုမှတ်တော်မူ၏ရှောလူကလည်း ်တင်ပြသောအမှုကိုပြောလို့ဟုယောနသန်အားဆိုလျင်ယောနသန်ကအကျွန်ုပ်ကင်သောလှံဖျားနှင့်ပြားရည်အနေငယ်ကိုယူ၍ညီဆန်းမိပါပြီထိုအမှုကြောင့်သာတေရပါမည်ဟုပြန်ပြော၏ရှောလူကလည်းယောနသန်တင်သည်ဆက်ဆက်မတည်လျင်ဖျားသခင်သည်ထိုများမကငါ၌ပြုတော်မူပါစေသောဟုဆိုတော်လေလူများတို့က ဣတေလအမျိုး၌ဤကဲ့တင်ခြင်းကျေးဇူးကို ပြုပြီးသောယောနသန်သည်တရားမီလောထို့သောမဖြစ်ပါစေနှင့်ထာဝရဖရာအသက်ရှင်တော်မူသည့်အတိုင်းသူဤစံကြီးတပင်မြမြေပေါ်မှာမကြရသူသည်ဖရာသခင်နှင့်အတူယနေ့ဝိုင်း၍ပြုပါပြီဟုဆိုသဖြင့်အသက်ချမ်းသာစေခြင်းကယောနသန်ကိုကယ်နှုတ်ကြ၏ထိုနောက်ရှောလူသည်ဖိလိတိလူတို့ကိုမလိုက် သူတို့သည်နေရင်းအရက်သို့ပြန်သွားကြ၏။ရှောလူ၏နန်းတက်နှင့်မိသားစုထို့သောရှောလူသည်ဣတရီလအမျိုးကိုစိုးစံ၍ပဝန်းကျင်ရန်သူမောဘပီတာအမုံပီတာအေဒုံပီတာသောဘမင်းများဖိလိတိလူများတို့ကိုစစ်တိုက်၍စစ်ချီလေရာ၌သူတို့ကိုအောင်လေ၏ဘိုးချီများကိုနှိုးဆော်၍အာမလတ်အမျိုးသားတို့ကိုလှုပ်ကြံသည်ဖြင့် ဤတေလအမျိုးသားတို့ကိုလူရက်ဖြစ်စီသော သူတို့လက်မှကဲနှုတ်လေ၏တားတော်ကယောနသန်ဤရှိမေလက်ခိရှော့တီတမီတော်နှစ်ယောက်တွင် အကြီးကားမီရက်အငယ်ကားမိခါလာတီမြောက်သားတော်ကအဟိမတ်ဤတမီအဟိနောင်တီဘိုးချုပ်မင်းကားဘာထွေးတော်နေရသားအာပနာတီ ခမဲတော်ကိရှာနှင့်အာပနာဤအဖနေပါသည်အပြေလာဤသားဖြစ်ဤရှောလူလက်ထက်ကာလာပတ်လုံးဖိလိတိလူတို့ကို ကြက်ကြက်စစ်တိုက်ရကြဤခွန်အားကြီးသောသူရဲရင်သောသူတွေ့သည်များတို့ကိုရှောလူသည်ရွေးကောက်ခံထားလိရှိဤဓမ္မရာဇဝင်ပထမဆောင် အခန်းကြီး15အာမလက်အမျိုးသားတို့နှင့်စစ်ဖြစ်ခြင်း တဖန်ရှမွေလာကထာဝရဖရာဤလူဣတေလအမျိုးကိုပုတ်ဆိုးစေခြင်းကတင့်ကိုဗိတ်သိပ်ပေးမိအကြောင်းနာကို အထက်ကဆေလွတ်တော်မူသည်ဖြစ်၍ယခုမှထာဝရဖရာဤစကားတော်ကိုနားထောင်တော့ကောင်းကင်ပူကြီးရှင်ထာဝရဖရာမိတ်တော်မူသည်ကားအေကုတ်တုပြည်မှထွက်လာသောဣတေလအမျိုး၌အမလတ်အမျိုးပြုသောစီတာခြင်းအမှုကိုငါမလျက်ရှိ၏ ယခုတော်၍ထိုမျိုးကိုလောက်ကြံတော့နှမျောခြင်းမရှိပဲရှင်းရှင်းဖြည့်ဆည်း၍ယောက်ျားမိန်းမသူငယ်နှိုးဆိုးမှဆာ၍တိုးငွားကလာအုပ်မိလို့ကိုတလော့ဟုရှောလူအားဆင့်ဆိုသည့်အတိုင်းရှောလူသည် လူတို့ကိုစုဝေးစေ၍တီလိန်မြို့မှစည်ရင်อยู่သည်ဖြင့်ခြေတီသူရဲ့နှစ်သိန်းယူဒစစ်သူရဲ့တပေါင်းရှိကြ၏ ရှောလူသည်လည်းအာမလက်မျိုးတို့စစ်ချီ၍ဂျိုင်း၌တက်ချပြီးမှကေနီလူတို့ရှိရာသို့ဆေလွတ်လျက်တင်တို့ကိုအာမလက်လူတို့နှင့်အတူငါဖြက်စီးမည်ဟုဆိုရင်เสียရှိသောကြောင့်သူတို့ထဲကထွက်သွား၍နေရာပြောင်းကြလော့ဤတေလအမျိုးသားတို့သည်အေကုတ်တူပြည်မှထွက်လာသောအခါတင်တို့သည်ဂျေဇူးပြုကြပြီဟု မာလိုက်သည့်အတိုင်းကေနီလူတို့သည်အာမလက်လူတို့ထဲကထွက်သွားကြ၏ ရှောလူသည်ဟဝီလာမျိုးမှစ၍အေဂုတ်တုပြည်တစ်ဖက်တစ်ချက်၌နေသော ရှူရမျိုးတိုင်အောင် အာမလက်လူတို့ကိုလှုပ်ကြံလေ၏အာမလက်ရှင်ဘရင် အာဂတ်ကို အရှင်ဖမ်းမိ၏လူပေါင်းတို့ကိုဓာဖြင့်ရှင်းရှင်းဖြက်စီးလေ၏တို့ရာတွင်ရှောလူနှင့် လူများတို့သည်အာဂတ်မင်းနှင့်တကွတိုးနွားအမျက်အလက်စုသောတိုးတငယ်ကောင်းသောဥစ္စာရှိသမျှကိုနှမျော၍ ရှင်းရှင်းမဖြည့်စည်ကြ။အတုံးမဝင် ရုံမာသောဥစ္စာရှိသည်များကသာ ရှင်းရှင်းဖြည့်စည်ကြ၏။ဘယင်းဖြစ်မှရှောလူအပေခံရခြင်း။ထာဝရဖျား၏နှုတ်ကပတ်တော်သည် ရှမွေလာသို့ရောက်လာ၍။ငါသည်ရှောလူကို ရှင်ဘယင်းအရာ၌ခန့်ထားသည့်အမှုကြောင့်နောင်တရ၏။သူသည်ငါ၏ပညာတို့ကိုမကျင့်။ငါနောက်သို့မလိုက်။လမ်းလွဲပြီးဟု မိန့်တော်မူ၏။ ရှမွေလာသည်ဝမ်းနေ၍တညာလုံးထာဝရဖရာအားဟစ်ကြိုပြီးလျင် နနက်စောစောထာ၍ရှောလူကိုကြိုးဆိုခြင်းငါတွားသောအခါရှောလူသည်ကာဝမေလာမျိုးတို့ရောက်၍အောင်းတိုင်းကိုစိုက်ပြီးမှလှဲ့လေသဖြင့်ဂီလာကာလာမျိုးတို့လွန်သွားကြောင်းကိုကြားသောကြောင့်ရှောလူရှိရာသို့တွားလေ၏ရှောလူကလည်းထာဝရဖရာသည် ကိုရောကိုကောင်းကြီးပြတော်မူပါစေသော။ အကျုံမုတ်သည်ထာဝရဖုရားအမိတော်အတိုင်းပြုပါပြီဟုဆို၏ရှာမွေလာကလည်းသူဖြစ်လျင်ငါကြားရသောသူမိတန်နွားမိတန်ကအဘယ်သို့နည်းဟုမေးသောရှောလူကအမလက်ပြီမဆောင်ခဲ့ပါပြီလူများတို့သည် ကိုရောဤဖုရားသခင် ထာဝရဖုရားအားရစ်ပူစောလိုသောငါအကောင်းဆုံးသောသူမတို့ကိုနှမျော၍ ကျွင်းသောအရာရှိသမျှတို့ကိုရှင်းရှင်းဖြည့်ဆည်းပါပြီဟုဆို၏ရှမွေလာကလည်းနေပါဦးလော့မင်းညမှာထာဝရဘုရားမိတော်မူသောစကားကို ပြန်ပြောပါမည်ဟု ရှောလူအားဆိုလျင်ရှောလူက ပြောပါတော်ဟုဆို၏ရှမွေလာကလည်းတင်ဒီကိုထင်တိုင်းငယ်သောသူဖြစ်လျက်ပင်ဤတေလအမျိုးတို့၏အထွတ်တိုးရောက်၍ဤတေလရှင်ဘရင် အရာနှင့် ထာဝရဖရာဘိတ်သိက်ပြီးတော့မူသည်မဟုတ်လောထာဝရဖရာကတော်လော့အပြစ်များသောအမလက်အမျိုးသားတို့ကိုရှင်းရှင်းဖြည့်စီလော့မဖြည့်စီမိတိုင်အောင်စစ်တိုက်လော့ဟုတင့်ကိုဝေးသော အရက်သို့ဆေလွတ်တော်မူ၏တို့ဖြစ်၍တင်သည် ထာဝရဖရာ၏အမိတော်ကိုနားမထောင်ပဲရန်သူ၏ဥစ္စာကိုလူယူ၍ထာဝရဖရာရှိတော်၌ ဤဒုစရိုက်ကိုအဘဲเจ้าပြုပြီးသည်နိဟုပြောဆိုသောရှောလူကအကျမုတ်သည်ထာဝရဖရာ၏အမိန့်တော်ကိုဤကံမှန်နားထောင်ပါပြီထာဝရဖရာစီခိုင်းတော်မူသောလမ်းသို့လိုက်ပါပြီအာမလက်ရှင်ဘုရင်အာကတ်ကိုဆောင်ခဲ့၍အာမလက်မျိုးသားတို့ကို ရှင်းရှင်းဖြည့်ဆည်းပါပြီတို့ရတွင် လူများတို့သည်ဒီလကာလမျိုး၌ကိုရောဤဖရာသခင်ထာဝရဖရာအား ရစ်ပူစော်လိုသောငါလူယူသောတိုးနွားရှင်းရှင်းဖြည့်စည်အပ်သောအရာအကောင်းဆုံးလို့ကိုတိမ့်ယူကြပါပြီဟု ပြောဆိုပြန်၏ရှမ်ဝီလာကလည်းထာဝရဖရာ၏အမိန့်တော်ကိုနားထောင်ခြင်း၌အာရတော်မူတကယ်သူမိရှုရာ၏အစရှိသောရင်မျိုးတို့ကိုပူဇော်ခြင်း၌အာရတော်မူမည်လောအလိုတော်သို့လိုက်ခြင်းသည်ရင်မျိုးထက်သာ၍ကောင်း၏ နားထောင်ခြင်းသည်တိုးထီစီဟုထက်သာ၍ကောင်း၏။ညင်းဆန်သောသဘောသည်နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့၎င်းခိုင်မာသောသဘောသည်ဘေးရင်တစားကိုတုံးခြင်းကဲ့သို့၎င်းအပြစ်ကြီး၏တင်သည် ထာဝရဘုရား၏စကားတော်ကိုပယ်သောကြောင့်ထာဝရဘုရားသည် ရှင်ဘရင်အရာကိုနှုတ်၍တင့်ကိုပယ်တော်မူပြီဟုဆို၏။ရှောလူကလည်းအကျုံမုတ်သည် ပြစ်မာပါပြီ။ လူများကိုကြောက်၍သူတို့စကားကိုနားထောင်သောကြောင့်ထာဝရဖရာ၏အမိန့်တော်ကို၎င်းကိုရော၏စကားကို၎င်းလွန်ကျူးပါပြီအကျိုးအပြစ်ကိုတီးခံတော်မူပါအကျုံတို့သည်ကိုရော၏ဖျားသခင်ထာဝရဖျားကိုကိုကိုွယ်မြေချောင်းအကျုံတို့နှင့်အတူပြန်လာပါဟုတောင်းပန်တော်လဲရှမွေလာကတင်းနှင့်အတူငါမပြန်တင်းသည်ထာဝရဖျား၏အမိန့်တော်ကိုပယ်သောကြောင့ ထာဝရဖရာသည်ဣတိလာရှင်ဘရင်ရာကိုနှုတ်၍တင့်ကိုပေတော်မူပြီဟုရှောလူအားဆိုပြီးမှလှဲ့သွားသောအခါရှောလူသည်ရှမွေလာ၏ဝတ်လုံဆုံးကိုကင်ဆွဲ၍ဝတ်လုံဆုံး၏ရှမွေလာကလည်းယနေ့ထာဝရဖရာသည်ဣတိလာနိုင်ငံကိုတင်မဆုပ်ယူ၍တင့်ထက်ကောင်းသောတင့်၏အိမ်ကြီးအပ်ပြီးတော်မူပြီးထိုမှတပါ ဤတေလအမျိုး၏အစွမ်းတတိဖြစ်သောဖရာသည်မူတာတုံးခြင်းနောင်နာရခြင်းနှင့်ကင်းလွတ်တော်မူ၏နောင်နာရအံ့သောငါလူဖြစ်တော်မူဟုဆိုသောရှောလူကအကျွန်ုပ်ဖြစ်မှာပါပြီသို့တော်လည်းအကျွန်ုပ်အမျိုးသားချင်းအသက်ကြီးသူလိုရှိနိုင်လကောင်းဤတေလအမျိုးရှိနိုင်လကောင်းအကျွန်ုပ်၏ခုံတေကိုမဖြစ်ပါနှင့်အကျွန်ုပ်သည် ကိုရောဤဖျားသခင်ထာဝရဖျားကိုကူးကွယ်ရမည်ကြောင်းအကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည့်အတိုင်းရှမွေလသည်ရှောလူနောက်သို့လိုက်၍ရှောလူသည် ထာဝရဖျားကိုကူးကွယ်လေ၏ထိုအခါရှမွေလကအာမလရှင်ဘရင်အာကတ်ကိုငါထံသို့ခေါ်ခဲ့ကြဟုဆိုသည့်အတိုင်းအာကတ်ကတေဘေးသည်စင်စစ်လွန်သွားပြီဟု ဆိုလျက်ရှင်လန်းစွာလာ၏ရှမွေလက မိမများတို့သည်တင်းဤသားကြောင့်တားဆုံးတကယ်သူတင်းဤအမိသည်တားဆုံးသောမိမဖြစ်ရမည်ဟုဆိုလျက်ကိလကာလာမြို့မှထာဝရဘုရားရှိတော်၌အာဂတ်ကို အပိုင်းပိုင်းဖြစ်စေ၏ထို့နောက်ရှမွေလာသည်ယာမမြို့သို့သွား၍ရှောလူသည်မိမိနေရာကိဘာမြို့နန်းတော်သို့ပြန်သွားလေ၏ရှောလူအနေဆာမရောက်မီတိုင်အောင် ရှမွေလာသည် နောက်တဖန်အကြည့်အရှုမလားတို့ရာတွင် ရှမွေလာသည်ရှောလူအတွက်စိတ်မသာညှိတွားလျက်နေ၏ထာဝရဖျားသည်ရှောလူကိုဣတိယလာရှင်ဘရင် အရာ၌ခံထားသောအမှုကို နောင်နာရတော်မူ၏ဓမ္မရာဇဝင် ပထမဆောင် အခန်းကြီး16ဒါဝိအားရာဇဘိတ်သိက်ပေးခြင်းတဖန်ထာဝရဖျားက ရှောလူကိုဣတိယလရှင်ဘရင်အရာမှငါပဲတော့ကြောင့်တင်သည်အဘဲမြကာလာပတ်လုံးစိတ်မသာညီးတွားလျက်နေလိမ့်မည်နီတင်ဤဘူးကိုစီနစ်ပြည့်စီလော့ဗလင်မျိုးသားရေရှဲရှိရာသို့ငါစီလွတ်မည်သူဤသားတို့တွင်ငါဖို့ရှင်ဘရင်တပားကိုငါပြင်ဆင်ပြီးဟုရှမွေလာအမိတ်တော်မူ၏ရှမွေလာက အကျွန်ုပ်သည်အဘယ်သို့သွားနိုင်ပါမည်နည်းရှောလူကြားလျင်တတ်ပါလိမ့်မည်ဟုလျှောက်တော်ထာဝရဖုရားကနောမတန်းကိုယူ၍ငါသည်ထာဝရဖုရားအားယစ်ပူဇော်ခြင်းငါလာပြီဟု ပြောတော်ရေရှဲကိုလည်းယစ်ပွဲသို့ခေါ်ဖိတ်တော်ထိုအခါတင်သည်အဘယ်သို့ပြုရမည်ကိုငါပြမည်နာဒီနာမဖြင့်ထုတ်ပြတော်သူကိုနာဖို့ပိတ်သိပ်ပေးရမည်ဟုမိတော်မူသည့်အတိုင်း ရှာမွေလာပြု၍ဗလင်မျိုးတို့တွားလေ၏ဗလင်မျိုးသားအသက်ကြီးသူတို့သည် ရှာမွေလာနှင့်တွေ့တော်အခါတုံ့လုံ၍ကိုယ်တော်သည် ချမ်းသာပေးလျက်လာတော်မူသလိုဟု မေးလျှောက်ကြတော်ချမ်းသာပေးလျက်ထာဝရဖရာအားရစ်ပူဇော်ခြင်းကငါသာပြီမိမိတို့ကိုတန်ရှင်းစေပြီးမှငါနှင့်အတူရစ်ပွဲသို့လာကြဟုဆိုသဖြင့်ရေရှဲနှင့်သူဤသားတို့ကိုတန်ရှင်းစေ၍ရစ်ပွဲသို့ခေါ်လေ၏ သူတို့သည်ရောက်လာသောအခါအေလီယာဘကိုကြည့်ရှု၍စင်စစ်ထာဝရဘုရားအခွင့်နှင့်ပြီးသိခံရသောသူသည်ငါရှိမှရှိ၏ဟု ဆိုလေသောထာဝရဘုရားကသူ၏မျက်နှာသူ၏အရက်ကိုမကြည့်မရှုနှင့်သူကိုငါပယ်ပြီးထာဝရဘုရားသည် လူမြင်တကဲသို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတံတန်ကို ကြည့်ရှုတတ်၏ထာဝရဘုရားမူကားနှလုံးကိုကြည့်ရှုတတ်သည်ဟု ရှာမွေလာအာမိန်တော်မူ၏တပံရေရှဲသည်အဘိနဒတ်ကိုခေါ်၍ရှာမွေလာရှိမှသွားစေသဖြင့်ရှာမွေလာကဤသူကိုလည်းထာဝရဖရာရွေးတော်မူမူဟုဆို၏တပံရေရှဲသည်ရှိမှကိုသွားစေသဖြင့်ဤသူကိုလည်းထာဝရဖရာရွေးတော်မူမူဟုဆို၏တပံရေရှဲသည်တားခွနှစ်ယောက်တို့ကိုရှာမွေလာရှိမှသွားစေသဖြင့်ရှာမွေလာက ဤသူတို့ကိုလည်းထာဝရဖရာရွေးတော်မမူတင်၌တာမရှိပြီလို့ဟုယေရှေအာမေးလျင်ယေရှေက အငဲဆုံးသောသားရှိပါသည်ဤသူတို့ကိုထိန်ချောင်းလျက်နေပါသည်ဟု ပြောဆိုတော်ရှမွေလာက သူ့ကိုခေါ်စေခြင်းကလူကိုစေလွတ်ပါ သူမရောက်မီပွဲတော်ဝင်၍မထိုင်ရဟုဆိုသည့်အတိုင်းစေလွတ်၍သူ့ကိုခေါ်ခဲ့ဤသူသည်ဤသောစပင်ရှိဤ လာသောအစင်းနှင့်ချစ်ပွေသောမျက်နှာလည်းရှိ၏။ထာဝရဖရာကဤသူပေသည်။ထား၍ဗိတ်သိက်ပေးလို့ဟုမိတ်တော်မူ၏။ရှမွေလာသည်လေ။စီဘူးကိုယူ၍သူ၏အကိုစုထဲမှ သူ့ကိုဗိတ်သိက်ပေးလေ၏။ထိုနေ့မှစ၍ထာဝရဖရာ၏ဝိညာဉ်တော်သည်ဒါဝိဒ်အပေါ်မှတက်ရောက်လေ၏။ရှမွေလာသည် ထား၍ယာမမျိုးတို့ ပြန်သွား၏။ နန်းတော်သို့ဒါဝိရောက်ရှိလာခြင်းထာဝရဖရာ၏ဝိညာဉ်တော်သည်ရှောလူမှထွက်သွား၍ထာဝရဖရာထံတော်ကသိုးသောဝိညာဉ်သည်နှောက်ရက်တဲ့၏ရှောလူ၏ကျွန်ုပ်ကလည်းယခုမှဖျားသခင်ထံတော်ကသိုးသောဝိညာဉ်သည်ကိုရောကိုနှောက်ရက်တပါ၏ခါစားသောကိုရော၏ကျွန်ုပ်သည်တာယာစွာစောင်းတီးတတ်သောသူကိုရှာဖွေရမည်အကြောင်းအရှင်အမိန့်ရှိတော်မူပါ ဖျားသခင်ထံတော်ကသိုးသောဝိညာဉ်လာတော်ခါသူသည်စောင်းသည့်သဖြင့်ကိုတော်သည် ချမ်းသာရတော်မူမည်ဟုလျှောက်လျင်ရှောလူကတာယာစွာတိတက်တော်သူကိုငါဖို့ရှာဖွေ၍ငါထံသို့ခေါ်ခဲ့ကြဟု ကျွန်တို့အားမိန့်တော်မူသောကျွန်တယောက်ကကျွန်တော်တွေ့ဘူးသောဗလင်မျိုးသားရေရှဲသားသည်စောင်းတီးသောအတက်ရဲရင်ချင်းအစွမ်းတတိနှင့်ပြေဆုံး၍စစ်မှု၌လက်ကောင်း ပညာစကား၌လက်ကောင်းလေးချက်ပါ၏အစင်းလဲလှပါ၏ထာဝရဖရာသည် သူနှင့်အတူရှိတော်မူ၏ဟုပြောသောကြောင့်ရှောလူက ရေရှဲရှိရာသို့လူကိုဆေလွတ်၍တိုးထိန်ဖြစ်သောတင်ဤသားဒါဝိဒ်ကိုနာထန်သို့ဆေလွတ်ရမည်ဟုအမိန့်တော်ရှိ၏ရေရှဲသည် မုတ်တင်တော်မူစပြည့်ရည်ဘူးစိတ်တငယ်ကိုယူ၍ မိမိသားဒါဝိတ်တွင်ရှောလူထံသို့ပေးလိုက်လေ၏ဒါဝိတ်သည်ရှောလူထံသို့ရောက်၍ခါစားသဖြင့်ရှောလူသည် အလွန်ချစ်၍လက်နက်တော်ဆောင်ရာ၌ခံထား၏ရှောလူသည်လည်းရေရှဲရှိရာသို့လူကိုဆေလွတ်၍ဒါဝိတ်ကိုငါးစိတ်နှင့်တွေ့သောကြောင့်နတ်ထံ၌ခါစားပါစေဟု အခွင့်တောင်း၏ဖျားသခင်ထံတော်ကသိုးသောဝိညာဉ်သည်ရှောလူအပေါ်မှရောက်သောအခါ ဒါဝိဒ်သည်ဆောင်းကိုယူ၍တီးသဖြင့်သိုးသောဝိညာဉ်ထွက်သွား၍ရှောလူသည်တတလျက်ပကတိကျမ်းမာလျက်ရှိတည်း၏ဖျားသခင်ဤစကားတော်ကိုအစင်နားထောင်တတ်သော မိတ်ဆွေတို့၌ရတတ်သောကောင်းကြီးမင်္ဂလာသည်အစင်ရှိပါစေသောအာမင်